ါလက်စတိုင်းကောင်ဆောင်ယာဆာအာရာဖတ်ကိုဂုံပြူရဲပြတိုက်ကိုပါလက်စတိုင်းမြို့တစ်ခုဖြစ်တဲ့ယာမလာမြို့မှာဖွင့်လှစ်ပြသခဲ့ပါတယ်။ကြားတိုင်းမှာပါလက်စတိုင်းကောင်ဆောင်ယာဆာအာရာဖတ်ဖြတ်တန်းခဲ့တဲ့ဘဝကိုပြန်ပြောင်းသတိရစီဖို့ မှတ်တမ်းစုံစုံလေးလေးနဲ့နိုဝင်ဘာလ9ရက်နေ့ကစတင်ဖွင့်လှစ်ပြသထားတယ်လို့လည်းသိရပါဗျ။ပြတိုင်းမှာ IRF ဝစ်စင်ခဲ့တဲ့ခေါင်းပေါင်းများ1984ခုနှစ်ကုလသမဂ္ဂမေကွန်ပြောခဲ့စဉ်သူဝစ်စင်ခဲ့တဲ့နေကာမြန်မာသူကန်ခဲ့တဲ့တနက်နေ့ပါလက်စတိုင်းပတ်စပို့ကိုပြသထားတယ်လို့သိရပါဗျ။ ဒါအပြင်ပြတိုင်းမှာရာစုနှစ်တစ်ခုအတွင်းဖြတ်တန်းခဲ့တဲ့ပါလက်စတိုင်းတွေရဲ့တမိုင်းကြောင်းတွေကိုပြသထားပြီးပြတိုင်းကိုလာရောက်လိလာသူတွေဟာ20ရာစုအစပိုင်းလောက်ကစပြီး RFF ကွယ်လွန်သွားခဲ့တဲ့2014ခုနှစ်အချိန်ထိဖြတ်တန်းခဲ့တဲ့ပါလက်စတိုင်းလူမျိုးတွေရဲ့တမိုင်းကြောင်းကိုသိရှိရမှာဖြစ်တယ်လို့ပြတိုင်းကော်မတီဥက္ကဋ္ဌနက်ဘီကက်စစ်ကပြောပါတယ်။ ဒါပြင်ပါလက်စတိုင်းသမိုင်းကြောင်းမှာခေါင်းဆောင်အာရာဖတ်ရဲ့ပါဝင်ပတ်သက်ခဲ့ပုံတွေပါလက်စတိုင်းလူမျိုးတွေရဲ့ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ကြိုးပမ်းမှုဖြစ်စဉ်တွေမှာအာရာဖတ်ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့ပုံတွေကိုပြရိုက်မှာလေ့လာနိုင်မှာဖြစ်တယ်လို့လည်း net speaker ကဆက်လက်ပြောကြားခဲ့ပါတယ်ပြရိုက်ရဲ့နှစ်ချက်လုံးမှာပါလက်စတိုင်းသမိုင်းကြောင်းနဲ့ပတ်သက်ပြီးဗီဒီယိုတွေဓာတ်ပုံတွေကိုပြသထားကအာရာဖတ်နဲ့ပတ်သက်ပြီးတည်တံ့စုဆောင်ထားတဲ့အရာတွေကိုလည်းပြသထားတယ်လို့လည်းသိရပါတယ်ပါလက်စတိုင်းခေါင်းဆောင်ယာဆာအာရာဖတ်ဟာ1994ခုနှစ်က စ္စရေးဝန်ကြီးချုပ်ရစ်ဆာရာဘေးတမရရှီမွန်ပီရက်စတိုနဲ့လွတ်လပ်တဲ့ပါလက်စတိုင်းနိုင်ငံထူထောင်မှုမျှော်မှန်းနိုင်ခဲ့တဲ့အော့စလိုသဘောတူညီချက်ကိုဆက်ဆက်ဆွေးနွေးနိုင်ခဲ့တဲ့အတွက်ငြိမ်းချမ်းရေးနိုဘယ်ဆုကိုရရှိခဲ့သူတဦးလည်းဖြစ်ပါတယ်။